ဟိုးရှိရှိတုန်းကတကုံလို့အမိတွင်နဲ့ပင်လယ်ကမ်းသနာရွာကြီးတွေရွာရှိတဲ့အဲ့ဒီရွာကြီးမှာနွားလဲတွေနဲ့အုပ်ဖွဲ့ပြီးတော့အခြားရွာတွေမြို့တွေကိုလှဲ့လဲပြီးခုံစီပလဲရောင်းချကြတယ်လဲကုံတွေတွေနေထိုင်ကြတယ်လဲငါးရပါတဲ့အဖွဲတစ်ဖွဲ့ကိုလဲကုံတွေကြီးဥယက္ခကဥဆောင်ပါတယ် ကုယခကကုံွယ်ရမှာအကျိုးအမြတ်များများရလို့သူလောဘကြီးသူတယောက်ဖြစ်ပါတယ်အခြားလိန်ကားရပါတဲ့အဖွဲတစ်ဖွဲ့ကိုတော့လဲကုံနေကြီးဥနန္ဒာကဥဆောင်ပါတယ်ဥနန္ဒာကတော့သဘောကောင်းသူဟောရွေသူလို့အများကသတ်မှတ်ကြပါတယ်ဒီနေ့မှာဥနန္ဒာအဖွဲတွေကလဲသားတယောက်ကတည်င်းတစ်ခုကြားလာတာကြောင့် ဖွဲ့ကောင်းသောဥနန္ဒာကိုကိုနန္ဒာ၏ကျွန်တော်တို့ရွာရဲ့မြောက်ဖက်မိုင်900လောက်ဝေးတဲ့နေရာမှာပကံပြီလို့ခေါ်တယ်။မင်းနေပြီတော်ကြီးတခုရှိတယ်လို့တည်င်းကြတယ်။ပကံပြီကြီးဟာအတော်စီကားကျွယ်ဝတဲ့မြို့ကြီးတစ်မြို့ဖြစ်တယ်လို့ခရီးသွားတွေက ပြောကြတယ်ခင်ဗျ။လို့တည်င်းစကားလာပေးပါတယ်။ဥနန္ဒာလည်း အကံပြုတွားရောက်ကုန်ပြီဘုရားအဖွဲသားရင်းနဲ့တိုင်မြင်ပြီးပြင်ဆင်ကြပါတယ်ဒီသတင်းကိုဥယခလည်းကြားရောသူ့အဖွဲသားတွေကိုကုန်သွယ်ဖို့ပစ္စည်းတွေကိုလဲဖို့ကိုအမြန်တင်စီပြီးတော့ခရီးထွက်ဖို့ပြင်ဆင်နေပါတယ်ဥနန္ဒာကအကျိုးရောက်သည့်တဲ့အခါလံခေးတစ်ခုတည်းကို အဖွဲနှစ်ဖွဲတစ်ပြိုင်နက်သွားကြရင်တော့ကုန်ငယ်တွေရောနွားတွေရော လမ်းခရီးမှာပင်မဆင်းရဲကြလိမ့်မယ်။ကုန်ပစ္စည်းများလည်းစုပုံများပြားနေလို့ဈေးကောင်းရမည်မဟုတ်ပဲနှစ်ဖွဲ့လုံးနင်းနာကြလိမ့်မယ်လို့စင်ကြယ်မိတယ်။ဒါကြောင့်ဘူရခဒန်သွားကကုန်သွယ်ခရီးကိုတစ်ချိန်နဲ့တစ်ဖွဲ့သွားကြရန်အကြံပြုပြီးနောက်သင်တို့အဖွဲ့ဦးစားသွားလို့ပါကသွားပါနောက်ချန်သွားလို့ကသွားပါလို့စကားဆိုပါတယ် ်ဦးရခါကမိမိတို့အဖွဲ့အရင်သွားရင်လမ်းကြီးမှာတည်တည်တင်းမြင့်တွေနဲ့ခင်းရွက်ပင်တွေဟာလူတို့ချိုးယူစားတောက်ထားခြင်းမရှိလို့မပြတ်မစီဆွေယူစားတောက်နိုင်မယ်ရေတွင်းရေကန်တွေကရေကိုလည်းကြည်ကြည်လင်တောက်သုံးကြရမယ်ကုန်ဝစီများကိုလည်းမိမိတို့သတ်မှတ်တဲ့ဈေးတိုင်းရောင်းချနိုင်မည်ဖြစ်ပြီး ပကံပြီကပစ္စည်းအသစ်ဆန်းတွေကိုလည်းဥစားတဲယူလာပြီးရွာရင်ခြိုက်သေးသမရောင်းချနိုင်မယ်လို့စဉ်းစားပြီးသူတို့ဖွဲ့ရင်သွားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဦးနန္ဒာလည်းကောင်းပါပြီဒါဆိုကျွန်ုပ်တို့အဖွဲ့နောက်ရက်သက်တစ်ပတ်ဆယ်ပတ်အကြာမှတော့ပါမယ်ဆိုပြီးသဘောတူလိုက်ပါတယ်။ဦးနန္ဒာအဖွဲ့သားကုန်ငယ်တွေက အဘဲကြောင့်နောက်ချန်ရေသွားရပါသလဲလို့မေးမြန်းတဲ့အခါဦးနန္ဒာကရောင်ရင်တို့ကျွန်တို့တို့နောက်ဆက်ပဲအကြာမှသွားတဲ့အခါခြုံတွေပိတ်ပေါင်းတွေကိုဥစားသွားတဲ့အဖွဲရှင်းလင်းခုတ်ထွင်ထားတဲ့အတွက်မပင်မပန်းသွားကြရမယ်။ချောင်းမြောင်းတွေဖြတ်ကူးရမှာလဲပထမအဖွဲခင်းထားတဲ့တံတားတွေလမ်းတွေရှိတဲ့အတွက်ခရီးပို့တွင်နိုင်မယ်။ ူတို့တွေခုဆွစာ၃၀၀ကအစ်စ်ပြင်ထွက်လာတဲ့လက်ဆက်တဲ့ဟင်းရွယ်နှုတွေကိုငါတို့စာ၃၀၀ပြီးနွားများလဲမျက်နှုတွေစားကြရပြီလိမ့်မယ်။ကုန်ပစ္စည်းများကိုလည်းအထူးတလည်ဈေးနှုန်းသတ်မှတ်ကြညာနေကြမလို့တော့ပဲရှေးမှာကုန်တွေများသတ်မှတ်ထားတဲ့ဈေးတိုင်းရောင်းချနိုင်လိမ့်မယ်လို့ပြန်ဖြေပါတယ်။ဒီလိုနဲ့ ဥယခရကုံနေတူဟာလိန်ငါရနဲ့ပကံမြကြီးကိုဥစွာခီးထွက်ခဲ့ကြတယ်။သူတို့အဖွဲ့ဟာရတတပတ်ဆယ်ပတ်ကြာတဲ့အထိရွာကိုပြန်ရောက်မလာကြပါဘူး။ဥနန္ဒတို့လည်းအချိန်ကြာတော့လဲရီပြင်းပြီးခီးထွက်ကြပါတယ်။ဥနန္ဒကသူ့အဖွဲ့သားလဲကုံတွေကိုရောင်ရင်းတို့ ရှိကသွားတဲ့အဖွဲဟာအခုထိပြန်ရောက်မလာကြသေးဘူး။လန်ကကြီးမှာတတိဝရိယထားပြီးသွားကြပါစို့လို့မှာကြပါတယ်။လမ်းမှာရှိအဖွဲက ရှင်းလင်းခုတ်တွင်ထားတဲ့လမ်းတွေခင်းထားတဲ့တရားတွေရှိတာကြောင့်တရက်အတွင်းမှာပဲခီးတဝက်လောက်တွင်ခဲ့ပါတယ်။နေဆောင်တဲ့အခါကဏ္ဍရလွင်မြင်တစ်ခုရဲ့အဆက်ကိုရောက်လာကြတယ်။သူတို့ဟာအဲ့ဒီနေရာမှာ တညတာစကန်းချနိုင်ကြတယ်။နေဝင်ရီတရောအချိန်မှာသူတို့စကန်းချနေတဲ့နေရာကိုကနဟဘက်ကမြင်းစည်းသမားခရီးသွားသူရောက်လာကြတယ်။လဲကုန်တွေက ရှေ့မှာဖြတ်တန်းရမယ်။ကနရလွင်မြင်းကြီးအကြောင်းကို စနေနာကြတဲ့အခါမြင်းစည်းသမားများကဒီကနရကတည်တည်လေးပါပဲ။ကျွန်ုပ်တို့လည်းကနရအလွန်က တာယာလာတဲ့စိန်ဆန်းရီတကူမှာရေမိုးချိုးပြီးလာခဲ့တာအဝေးစားတဲ့တောင်ရေမချောက်သေးဘူးတီးပင်စားပင်တွေလည်းပေါများလို့စားမကုန်အောင်ပါပဲလို့ပြန်ပြေးကြပါတယ်ဆက်ပြီးတော့မြင်းစီသမားများကဒင်းတို့လည်းတယ်လာရေတွေကိုအလေးခံပြီးတည်သွားမနေပါနဲ့ဝင်ပေါ်တော့နွားတွေမြန်မြန်ခီးသွားနိုင်တာပေါ့လို့ချံပေးရဆက်လက်ထွက်ခွာသွားကြပါတယ် ဥနန္ဒာကဒီလူတွေညမောင်မောင်မဲမဲမှာခူသားတပြရင်မချောက်တောတောင်နဲ့ခီးဆက်သွားကြတယ်သူတို့စကားကိုချင့်ချင်ယုံမှတန်ငါကြမယ်လို့စဉ်းစားပြီးလဲသားတို့ကျွန်ုပ်တို့မူလအစီအစဉ်အတိုင်းပဲတောက်ရည်အစားအစာတွေကိုသုံးဆွဲကြပါလို့ပြောကြပါတယ်။နည်းနည်းရောက်တဲ့အခါလိန်ငါရဟာကန္နာရကိုဖျက်ပြီးခီးဆက်ကြပါတယ်။ ေမွန်းတဲ့ချိန်ရောက်တဲ့အချိန်သဲပင်ကြီးကလွယ်ပြီးဘယ်တော့မှမမြင်ရသေးပါဘူးလဲသားတွေလည်းတည်ယူလာတဲ့ရေအစာတောက်တွေကိုစားတောက်ကြပြီးဆက်လက်ခီးဆက်ကြပါတယ်နေရက်ခန့်ခီးနှင်ပြီးတဲ့နောက်မှာပျက်စီးနေတဲ့လဲပိုင်းစားတချို့နဲ့ပြန့်ကျဲနေတဲ့အဝတ်ပိုင်းစားတချို့ကိုတွေ့ရပါတယ်လဲသားတွေကရှေ့ကအဖွဲရဲ့ပစ္စည်းတွေပဲဆိုတာ တည်လိုက်ရတယ်။သုံးရမြောင်နေ့မှာတော့တဲကနာရကိုကြော်ဖြတ်နိုင်ခဲ့ပါတယ်။တဲကနာရလုံငါတော်ဦးထဲမှာသူတို့ဟာရှေးကသွားနေတဲ့ဥယျခါတို့ဖွဲ့ရလဲသားချုပ်ကိုတွေ့ကြရတယ်။အကျိုးအကြောင်းမေးမြန်းတဲ့အခါလဲသားတွေကကျွန်တို့ဖွဲ့ဟာရွာကထွက်လာတော့လမ်းကြီးမှာခြုံရွယ်ပေးပေါင်းစုညောင်းခလုတ်တွေကိုရှင်းလင်းပြီးခရီးနေခဲ့ကြပါတယ်။ လဲမောင်းလို့မရတဲ့ချောင်းတွေမှာကြောက်တုံးကြောက်ခဲတွေနဲ့တရားထိုးပြီးခီးဆက်ကြရပါတယ်။ကနရာလွင်မြေနာရောက်တဲ့အခါအဖွဲသားတွေကအလွန်ပဲမှန်းပြီးရှုနေဘွက်တွေလည်းပြေးကျန်လဲရှိကြပါတယ်။အဲ့ဒီအချိန်မှာမျက်စိသမားခီးသွားသူစုရောက်လာပြီးကနရာလွန်မှာစိတ်ဆန်းရည်တခုနေပေါ်များတဲ့အကြောင်းပြောတော့ကျွန်ုပ်တို့လည်းပါလာတဲ့ရည်တွေကိုရည်မိုးရှုတတ်စင်ကြပြီး ကနရရဲကြီးဆက်ကြပါတယ်ကနရရဲမှာနှစ်ရက်ခန့်ကြာတဲ့အထိစိတ်ဆန်းရည်တကုံတို့လည်းမတွေ့ကြရပါဘူးကျွန်ုပ်တို့လည်းရေစာတဲ့တန်းဘူပြင်းတဲ့တန်းကြောင့်လူပြောနွားပါကောင်းကောင်းလမ်းမလျှောက်နိုင်ကြတော့ပါဘူးအဲ့ဒီအချိန်မှာဓာလန်လက်နက်တွေနဲ့မြင်းစီသမားတော်ဘုံတို့ပြတွေရောက်လာပြီးတော့ကျွန်ုပ်တို့ကိုတိုက်ခိုက်တပ်ဖြတ်ပြီးပစ္စည်းတွေကို လူယူကြပါတော့တယ်ကျွန်ုပ်တို့လည်း အင်းအားချိနေနေကြလို့ပြန်မခုခံနိုင်ပဲအသက်လူထွက်ပြေးလာကြတာအခုလူနေငယ်ပဲကြံမာတော့တယ်တပြားရိရန်ကြောက်လို့တောထဲမှာပုံအောင်နေကြရပြီအခု မိတ်ဆွေတို့လဲတန်းကိုတွေ့လို့ထွက်လာကြတာပါလို့အကြောင်းဆုံးရှင်းပြကြပါတယ်ဥနန္ဒာတို့လည်းသူတို့ကို အစာရေသာချွေးမွေးပြီးပကံပြီးကိုခေါ်ဆောင်သွားကြပါတယ် ပကံပြီးရောက်တော့လဲကုန်တွေတွေထဲဆောင်လာတဲ့အောက်ပြီးအောက်ရွာကအစားကောင်းတဲ့လက်မှုပစ္စည်းတွေဟာပကံသားတွေအတွက်ဒူးဆန်းတွေဖြစ်တဲ့အတွက်ခနာတွင်ချင်းပဲဈေးကောင်းရပြီးရောင်းကုန်သွားပါတော့တယ်ပကံပြီးရှင်လဲလဲကုန်တွေတို့ကိုအခါသားဝင်သေးပြီးတော့ကုန်ပစ္စည်းတွေကိုထပ်မံတဲ့ယူရောင်းချရန်မိန့်ကြပါတယ်လဲကုန်တွေများက တဏှာရဲမှာတောပုံတပြအုပ်စုဟာကုံနယ်အဖွဲတစ်ဖွဲ့ရဲ့ကုန်ပစ္စည်းတွေကိုလူရဲသွားကြအောင်ရှောက်တင်ကြပါတယ်။ပကံဧကရစ်လည်းစစ်တီများကို စိတ်လွတ်ပြီးတော့တပြအများကိုငိန်နှင်းစေခဲ့တယ်။လက်ကုံနယ်များကိုလည်းတင်းစီရမိတဲ့ရှင်ငွေရတနာတွေရဲ့တဝက်ကိုဆူချင်းမြင်လိုက်ပါတော့တယ်။